ားလုံးမင်္ဂလာပါဘတ်စပေါ်တင်ပြန်လဲချုပ်စပါနေခင်ဗျအခုတော့ကျွန်တော်တို့ရေမင်းညားကစီမင်းနေစားခဲ့တဲ့အာစတန်နဲ့ကျွန်တော်တို့ရေမက်ရှလိုရဲ့အကြောင်းပေါ့ဗျာကျွန်တော်အမေလေးကိုတစ်ဆက်ပေးခြင်းပါလေအမင်းညားကတော့ချန်ပလေးရဲ့ quarter final မှာကြောမှာအာစတန်တင်းနဲ့ရေမဲတို့ဟာဆွေတော့အာစတန်ရဲ့အင်ကွင်းအမရစ်စတေဒီယမ်မှာတွေ့ဆုံတွေ့ဆုံတဲ့အချိန်မှာရိုက်ရဲ့ဟော်ဆန်နဲ့ဖရီကစ်နှစ်ဂိုးပါဝင်မိုင်းနွေတလုံးတတိယဆွေရာတဲ့နဲ့ကျွန်တော်ရေမက်ထရစ်က ကျွန်တော်အစကန်ကိုရှုံးသွားတယ်ဒီနေ့ပွဲကတော့အများကြီးကတော့ရဲမတွေ့တာတို့ရဲ့အချိန်ဝါအချိန်ဝါဆိုတာကတို့ရဲ့ချန်မလေးပရင်ကြီးချန်မလေးရဲ့အောင်မြင်ဆုံး15စုကျင်စုကျင်ကြီးဆိုတဲ့အချိန်ဝါနဲ့အာစနယ်ကိုအချိန်ဝါနဲ့ဖိကစားမယ်ပြီးတော့တို့ရဲ့တိုက်စစ်ကတော့ကျွန်တော်ဒီအတိုင်းပဲကမ္ဘာအဆင့်တောင်မန်တွေကမ္ဘာအဆင့်ကွန်းတွေဒန်ဒန်လို့ကျွန်တော်တို့ကောင်းဝင်တဲ့ကီစင်းနဲ့ကျွန်တော်တို့အာစနယ်ကိုလာပြီးတော့သူကရှင်ပရိကလာရှင်မင်ကသားရဲ့နေထိုင်မြို့မှာအများကြီးကတော့ရန်ပစ် ကတော့အာစနယ်ကိုပဲကျွန်တော်ကတ်နိုင်မယ်ကျွန်တော်မြင်ကလည်းအာစနယ်အနေနဲ့ရဲမတွေကိုတောက်ကြီးကိုရှုမယ်လို့မထင်ဘူးဖြစ်ရဒါပေမဲ့လည်းဝဲစင်မှာတော့ပထမပိုင်းမှာတော့တရင်ပြည့်တန်မြန်ကျွန်တော်ကောင်းဝင်နိုင်တဲ့ဟောပါရင်ပထမပထမပိုင်းကတော့ရဲမတွေကမဆိုးဖြစ်ရဖဒုတိယပိုင်းကျတော့အာစနယ်ရဲ့ပွဲလုံးဖြစ်သွားတယ်ဒီအပိုင်းမှာအရင်ဆုံးအပြောင်းအလဲဖြစ်သွားတာက Royal Morsan နဲ့ Free Kick ဟာအရန်ကောင်းလာပါသလားလို့ခရီးကပြီးတဲ့ချိန်မှာဒုတိယ Free Kick ကကျတော့ဒီ တောင်နည်းကိုသူတို့ကွက်ဒီဝင်သွားတယ်ကိုဗျာအရန်ခေါင်းနေဗျာ right ရဲ့ကျွန်တော်တွေ free kick နဲ့ကိုနဲ့တူဒါ arsenal ကဒီနှစ်ကိုနဲ့တူ moreno ရဲ့ဒါတကိုဆို 3c 3c ဆိုတော့နောက်ဟာဒီနောက်တကြော့မှာ yemen ကလုံးဝအခက်တွေ့စီတယ်ဗျာတို့ရိမဲ့လေ yemen ဆိုတာကကျွန်တော်ရေဘလိုအနေထားမျိုးကနေနေတူရောက်အောင်ပြန်လာနိုင်လို့ရှိတယ်ဗျာဒါတော့ arsenal တစ်ချက်စောင့်ကြည့်ရမယ်ဗျာတို့ဒီတို့ရဲ့ a win ဆိုရင်နေရမနေ့ကစားရှိရဗျာညနေတော့ short တွေ့ရင်တော့ခံရမယ်ဗျာ ခင်ဗျတော့ဒီလိုဒီမျိုးတတိစီရနေပြီးတော့ဖိုးကြီးဆိုတာမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးဗျာဘာလို့ဆိုတော့ပြီးခဲ့တဲ့ပြီးခဲ့တဲ့ပြီးခဲ့တဲ့တည်းကဗျာကျွန်တော်ဘာစီနဲ့လီဗာပူးပွဲစဉ်အဲ့ဒီရတော့လုံးဝဘလုံးကရဲ့အထူးဆန်းပွဲစဉ်ဘာစီရဲ့အကွင်းကျွန်တော်ဒီကန်နောင်းမှာဘာစီရတတိစီဆိုရတဲ့နဲ့နိုင်ထားပြီဒါပေမဲ့လည်းလီဗာပူးရဲ့အကွင်းမှာဆင်တော့ဖိုးကြီးဆိုရတဲ့နဲ့အုပ်သွားတယ်အာနိုရဲ့ကျွန်တော်တောင်းကန်ပေါ့ဗျာကျွန်တော်ဒီတမန်ဝင်တောင်းကန်ပေါ့ဒါကြောင့်မို့တစ်ခုရှိရကဟာစနစ်ဟာရမရစ်ကို3-3ဆိုရလက်ကြီးကတော့အပြော်လွန်းပြီးတော့ ယမရိအကွင်းမှာပေါ်ပေါ်ဆော့ကံမယ်ဆိုရင်တော့နောက်ကျော်မှာကံမယ်ဆိုရင်တော့အန်ဒီများရဲ့ဒါမဲ့လည်းယမရိဟာပြန်လာဖို့တော့ခက်ပါတယ်သူတို့ဒီနေ့ပွဲစဉ်မှာဘလင်ပြောတော့တာကအာစနယ်ကအရန်ကောင်းနေသူတို့ကံကောင်းလို့တာလေဒီဆက်ကိုဂိုးဝန်ပေးရတာပေါ့ဗျာအာထရီဗင်းတော့ကော်တွဲရဲ့ဒါကာဝယ်မှုတွေကလည်းဒီပွဲရဲ့ဒါနောက်ထပ်ကိုးတွေပေးရတာကပေါ်တော့အဝလေးကျွန်တော်တင်ချီးကျူးစရာကောင်းတယ်ဗျာအမ်ဘာပေလည်းကိတ်ရှာပေမဲ့ဒုတိယပိုင်းမှာအမ်ဘာပေဒီဘာမှမဟုတ်တော့ဘူးဗနီရှက်ကိုပြောနေတာက ဗီနီရှားနဲ့အမ်ဘာပဲတွေ့တဲ့အချိန်မှာဗီနီရှားကသူဘာဖြစ်ချင်တာလဲသူစိတ်ကြီးဝင်နေရလားလို့ပြောပြောနေတယ်ဗျာဒီအမ်ဘာပဲကတော့အရန်ကြိုးစားရှာတယ်ဗျာအာဘေးရဲ့အချင်းက PSG ကစိတ်တဲ့နဲ့လုံးဝတစားစီကြည့်ပေါ်တယ်ဗျာရမ်ဒရစ်မှာလုံးဝကိုကျွန်တော်တို့ဒါကပြောင်းလဲသွားတဲ့အမ်ဘာပဲကိုမြင်တွေ့ရတယ်ဗျာဗီနီရှားကတော့မဟုတ်ဗီနီရှားကအခုနောက်ပိုင်းမှာဗီနီရှားရဲ့ style တွေကလုံးဝကိုအချင်းကြီးကမကောင်းနေဘူးအချင်းကြီးဗီနီရှားကဒီတက်နဲ့သွားမယ်ဆိုရင်တော့ရမ်ဒရစ်ကနေပြောမယ်ဖောက်ထုတ်ခံရနေရှိတယ်ဗျာသူဒီကြိုးစားအညီချင်းရှိပါလဲနဲ့သူ့ရဲ့ style က တကူကောင်အတ္တများနေလို့မြင်တယ်ဗျဒါဆိုရင်တော့ပီနီရှက်ဒီမလွယ်ဘူးဗျတူလီဘလွန်ဒီရောဆုရှင်ကောင်းမွန်တဲ့ခြေစွမ်းဂွန်ရီရောဆုရှင်လောင်းနေရဆိုပြီးတတ်မှတ်ထားတယ်ဒါတကြိမ်မို့လေတူရနိုင်တော့ရှိတဲ့ဟောပေါ့ဟောပေါ့စကေးလေးရှိတယ်ဒါပေမဲ့လူရဲ့စိတ်တက်ပိုင်းဒီအခုနောက်ပိုင်းပိုးစင်နေမှာတွေ့ရတဲ့တကူကောင်ဆိုင်မှုတွေကအမ်ပီနီရှက်ကိုကျွန်တော်တို့သူရောက်တင်းတော့အဆင့်ချီမရအောင်ကျွန်တော်တို့တွန်းပို့နေတယ်ဗျအာစနီကတော့ဒါဒီနေ့ဘက်ကအာစနီလုံးဝကိုကျွန်တော်တို့လက်လံ အောင်ကောင်းမှုတွေပွဲတမန်းယူနေပွဲတတိယစရလက်ကနောက်တစ်ချက်မှပြန်လာဖို့ရအစမ်းခတ်သွားအောင်ကိုလုပ်ပြနိုင်ခဲ့တဲ့ပွဲပြဒါကြောင့်မို့ဒီယာဒီချန်ပီယံလိပ်ပြိုင်ပွဲရဲ့ချန်ပီယံစုကိုကျွန်တော်ကတော့အာစတေကိုကျွန်တော်မိထားလို့မရဘူးဗျဟိုဘက်မှာတက်လာမှာကဘီလာတော်လောက်အောင်ဒါမို့ပြည့်ချီလောက်အောင်တက်လာမယ်ဒါကြောင့်မို့အာစတေကိုမိထားလို့မရဘူးအာစတေကိုမိထားရင်တော့ကျွန်တော်ဒီကမှားမယ်ဗျသူတို့ဒီ တင်ရလိတ်ကတော့ဒါလူကြောင်မရပါဘူးဒီပါဘူးပဲရပါမယ်သူတို့တခုတော့ပြန်ခွဲကသူရဲ့အလုံးအဝကိုအားထည့်လိုက်မယ်ဆိုရင်ရှားသွားနိုင်ရှိတဲ့ပြန်ခွဲကဒီချန်ပီယံလိပ်ပြန်ခွဲပဲရှိရော်အေးဒါကြောင့်မို့ဒီကလို့ဒါပရီးမီးယားလိပ်ကိုတော့သူတို့ထွက်လိုက်တော့ဗျာချန်ပီယံလိပ်ကိုဒါအလုံးအဝကြီးအားထည့်လိုက်မယ်ဆိုရင်တော့ဒါစီးဖိုင်နယ်ကိုကျော်ပြီးတော့ပိုလူပွဲမှာသူတို့အရင်ဆုံးကံမှာနောက်တစ်ကြော့အရင်ဖက်ကိုကံမယ်ဟို၄ပွဲလောက်ဖဲချိုးတွေအားထည့်လိုက်မယ်ဆိုရင်သူတို့အလိုချင်ဆုံး အတောင်းရအတောင်းတာဆုံးသောဖန်နေရောဒါအတင်းရရောအတောင်းတာဆုံးသောဖလားကြီးကိုဒီကြတယ်မှာအာစနယ်တို့ကံမြောက်နိုင်ဖို့လားတဲ့ဆန်ကအခြေကောင်းနေပြဒီကြတွေကကျွန်တော်တို့အာစနယ်တို့ဒါချန်ပီယံဖလားချန်ပီယံဖြစ်ဖို့ကတော့လားတဲ့အကောင်းဆုံးຢာရီလို့မြင်တယ်ဒါတော့အာစနယ်နဲ့ရဲမထွေးရဲ့ပွဲစဉ်ပြီးတဲ့အချိန်မှာကျွန်တော်အမိကိုတက်ဆက်ပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်